အဲ့တော့လောကမှာဥပုပ်ဥပုပ်ဆိုတာတခြားဘာသာတွေကလည်းဥပုပ်ဆောင်တာရှိကြတယ်ရှိတာပဲရှိတာသို့တော့ရည်ရွယ်ချက်ချင်းတော့တူချင်မှတူဘုရားဘာသာတွေရဲ့ဥပုပ်ကတော့အင်္ဂါရှိချက်နဲ့ပြည့်စုံဥပုပ်ဆိုဒီမှာဥပဝတ္တထဥပဆိုတာပြည့်စုံတာဝတ္တထကနေထိုင် ကိုချင်းတရားကိုအထုတလီစောက်တည်ပြီးတော့အဲ့ဒီကိုချင်းတရားနဲ့ပြည့်စုံစွာနေထိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရဥပုသ္စနော်ကိုချင်းတရားနဲ့ပြည့်စုံနေတယ်ဆိုတာသတ်မှတ်ထားတဲ့ရက်မှာတတဝရကောင်းကောင်းမတတ်မိတတ်မိခြင်းမှတတ်မိခြင်းမဖြစ်အောင်သူများသက်တတ်ခြင်းမှရှောင်းနေသူများဥစ္စာခိုးယူခြင်းမှရှောင်းနေမွန်မြတ်တဲ့ဟာကိုအထုတလီ နှုတ်မြက်ပြီးတော့ရှောင်းခြင်းအာဇမသမီးကမမြတ်သောမေရုံခြင်းကရှောင်းတယ်မုတဝါဒနာနေပိုင်းမှာစားပြီးတော့မွန်းလွဲချိန်မစားဘူးဆိုတာသူတော်စင်နေရဲ့ဓလေ့ထုံတန်းစင်လားလုံးဝမစားဘဲနေတဲ့ဥပုံမဟုတ်လုံးဝမစားဘဲနေလို့ရှင်လူကိုဆင်းရဲအောင်ဟာဒုက္ခဖြစ်အောင်လုပ်ရမြောက်အတ္တကိလေသာနော်ဒုက္ခရောက်အောင်လုပ်တဲ့ပုံစံမျိုးဖြစ်တယ်ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ကြည်ွယ်ချက်ကမနေ့ပိုင်းမှာစားပြီးအချိန်နေပို့ရအောင်ဝိကာလဘောဆံနေ့7နာရီကနေနောက်ပိုင်းမှာမစားတော့ဘူးမနေ့ပိုင်းနေ့တစ်ချိန်ပဲစားတယ်သူတော်စင်သူတော်မြတ်တွေလိုက်နာလေးရှိတဲ့အချိန်ပိုင်းပဲလို့သူတို့ဆိုတော့အဲ့ဒါနောက်ပိုင်းမစားခြင်းအပြင်ကျမရေးအတွက်လည်းပိုကောင်းတယ်လို့ဆိုဘာဖြစ်လို့လဲဆိုလူတွေကလည်းညတော်တော်ပြေးစားပြီးတော့အိတ်ကြတယ် လူကအိတ်နာဥကမအိတ်တာဥကိုတော့အလုတ်ပေးထားပြီးကိုကတော့တခေါကောအိတ်နေမတရားရာရောက်တာပေါ့နော်ညကိုစားပြီးတော့အိတ်လူကတော့အိတ်ဥတွေကလောက်ရတယ်ထဲထဲမှာအစာတွေရှိနေသူမှဒုက္ခတွေအဲ့ဒီလိုအလုတ်တွေပေးထားပြီးတော့လူကအိတ်ကြအဲ့ဒီလိုဖြစ်အေးညစာမစားတော့ဘူးဆိုဥလည်းအနာပေးလိုက်တယ်ပေါ့ အဲ့လိုနေတော့ဒီဝိကလဘောဇနာလဲနောက်နိစ္စဂိတဝရိတဆိုစိတ်ထဲမှာပျော်ဖို့အပြင်းဖြေဖို့ဒီလိုစိတ်ကိုအာယုန်နေနဲ့ပျော်အောင်လုပ်တယ်ဆိုရင်စနစ်မလုပ်တော့ကိုယ်ကိုစပ်ပတ်အောင်ပြုပြင်နေကိုယ်ကိုနှစ်